မင်္ဂလာပါကဲယူပါအောင်ဒီထည်လေးတွေလည်းเนาะဒီထည်လေးတွေလည်းကျောင်းဝတ်ထားရလေးနဲ့ဆင်လူတစ်ထပ်ထဲကိုဘယ်နှအုပ်ရှိမလဲဆို1 2 3 4 5 6 9 8 9အုပ်ရှိတယ်ကိုအောင်ကိုအောင်စင်လူရှိပါမယ်เนาะဒါလေးတွေကလေအယောင်လေးကလေဒါလေးမဲမသိပြောတတ်အောင်ပြောလို့မတတ်အောင်လှတယ်เนาะကြောက်လို့ရတယ်ဟုတ်လားဒါပြောလို့မတတ်အောင်လို့ခဏပြောချင်ပြောလို့မတတ်အောင်လှတယ်သူ့ရဲ့အယောင်လေးကဒီလိုမျိုးလေးပေါ့เนาะဒါလေးကိုဘာအယောင်လေးလို့ခေါ်ရင်ကောင်းလဲဆိုတော့ no thick ခွာရောင်မှုမှုလေးပေါ့เนาะ no thick ခွာရောင်မှုမှု မှာသူကအမိတ်ကလေးတွေကတော့လက်ကောက်မိတ်ကလေးဖြစ်ပြီးတော့သူကငွေချီလေးရင်းနဲ့သုံးထားပါတော့။ငွေချီလေးနဲ့သုံးထားပြီးအထဲမှာတော့ကွင်ကျွေးလေးနဲ့ပါပါတယ်။စင်တူလေးတွေပေါ့နော်လိုမယ်ဆိုရင်ယူနော်။ဒါလေးတွေစင်တူလေးတွေလိုမယ်ဆိုရင်ယူပါရှင်။သူကဒီလိုမျိုးလာပြီးနှစ်ချက်ခတ်ကလေးပေါ့နော်။ဒီလိုမျိုးနှစ်ချက်ခတ်ကလေးခတ်ထားတယ်။ကွင်စစ်စိတ်ကလေးနဲ့ရမ်းချစ်စရာကောင်းတယ်။တော်တော့တိတ်ငြိမ်းကြီးထွင်မထားဘူး။ရိုးရိုးလေးပဲချုပ်ထားတယ်။ဒီဇိုင်းနာအပုတ်ချုပ်ပြီးထားတာဒါလေးပေါ့နော်။ရိုးရိုးလေးပဲချုပ်ထားပါဗျ။ အဲဇင်းနှုတ်လေးကတော့ဒါလေးကိုကျွန်မ9300နဲ့ပဲပေးပါမယ်เนาะ9300နဲ့အဲ့ဒါကိုမှ5%နဲ့ touch shop ပေးပါအောင်မယ်เนาะ9300ကို5% shop ပြီးတော့ယူပါရှင်။နံပါတ်လေးကတော့90နံပါတ်90စုစုပေါင်း9အုပ်ရှိတယ်9ထည့်ယူလို့ရတယ်။အဲသမီးလေးတွေမိမိနဲ့စင်တူထုတ်ချင်လဲရတယ်။မိမိကအပွင့်အထည်အပွင့်လေးနဲ့အပွင့်ကြီးလေးနဲ့သမီးလေးတွေကအပွင့်ကျဲလေးတွေပေါ့เนาะအဲ့လိုညီမလေးတွေစင်တူလေးဆိုအရန်ချစ်စရာကောင်းတာပါ။လိုချင်တဲ့ဆိုရင်ဒီဟာလေးက လောလောဆယ်ကိုအုပ်အစင်သေးရှိထားတယ်เนาะကြိုက်တဲ့သူရှင်တခါရဲတာယူလို့ရပါတယ်လို့ဒီဟာလေးအယောင်လေးမကြိုက်ဘူးဆိုရင်တော့အယောင်ဝဲလေးဒီမှာတထည်ရှိတယ်ဒါလေးကတထည်တည်းပါတယ်ခဲယောင်လေးခဲယောင်လေးသူကတော့တစ်ချက်ခတ်ကလေးခတ်ထားเนาะဒါလေးကအရင်လိုက်ဒါလေးကတော့ခဲယောင်လေးခဲယောင်လေးကတော့တထည်ပဲပါတယ်လို့ချင်နေဆိုဒါကတော့တထည်ပဲတယောက်ပဲယူလို့ရမှာပေါ့เนาะအမိတ်ကလေးတွေဒီလိုတလိုင်းတလိုင်းလေးပါเนาะ အဲ့တော့တမိတ်စပေါ့လေးတွေကအယောင်လေးတွေအရန်ပါရတဲ့လေးဖြစ်နေတဲ့အကြောင်းကိုရင်မုံရှင်းရှင်းချုပ်ရင်လာတယ်။နံပါတ်50%ကလေးပါ။အာဒါတော့တထည်ပဲရှိတယ်เนาะ9300ကို promotion 5%နဲ့ယူပါအောင်ဒီအထည်လေးတွေကလောလောဆယ် install အပြည့်ရှိထားတယ်ဒီလိုစင်တူလေးတွေကလည်းတချို့ဟာမရှိနိုင်ဘူးပေါ့ကိုကြိုက်တဲ့ခြိုင်ကရင်ကိုကြိုက်တဲ့အရာကိုမတွေ့နိုင်ဘူးပေါ့เนาะအဲ့တော့အယောင်လေးလေးတဘောကြတယ်ဟိုစင်တူမှလိုတဲ့ဆိုရင်တော့အပြည့်ပါအောင်ရှင်